မောင်တော်တိုက်ပွဲအတွင်ဘေးလူရာကိုတင်းရှောင်ခေကြရာတွေမွတ်စလင်စစ်ပီးရှောင်တွေကို မောင်တော်မျိုးပေါ်ကသူတို့ရဲ့နေအိမ်တွေမှာအာရခတတူအီအီကပြန်လည်နေထိုင်ခွင့်ပေးလိုက်ပြီလို့ဒေသခံတွေစီကနေသိရပါတယ်။ဧပြီလ9ရက်နေ့မှာရက်ွက်တင်းနဲ့ရက်ွက်လေးကိုဝင်ရောက်ခွင့်ပြုခဲ့ပြီး10ရက်နေ့မှာတော့ရက်ွက်နေ့ကမွတ်စလင်စစ်ပီးရှောင်တွေဝင်ရောက်ခွင့်ရခဲ့ကြတယ်လို့စစ်ပီးရှောင်ဒေသခံမွတ်စလင်တယောက်ကပြောပါတယ်။စစ်ပီးရှောင်နေရှင်ကာလအတွင်း နေအိမ်တွေဖောက်ထွင်းခံရတာတွေရှိခဲ့ရင်ပျောက်ဆုံးပစ္စည်းတွေကိုစီရင်တဲ့အတူအာရခပြည်သူတော်လှန်ရေးအစိုးရစီကိုတိုင်တန်းဖို့မှာကြားလိုက်တယ်လို့လေလောက်ဘိုးခေါင်ယာယီဒုက္ခသည်စခန်းကနေ နေအိမ်ကိုပြန်ခွင့်ရခဲ့တဲ့မွတ်စလင်လူကြီးတယောက်ကနရင်းစရာကိုပြောဆိုပါရယ်မောင်တော်မျိုးအတွင်တိုက်ပွဲကာလမှာမြို့နေဒေသခံတွေစစ်ပီးရှောင်နေခဲ့ကြရတဲ့အချိန်မှာ ဖောက်ထွင်းခိုးယူမှုကျူးလွန်နေဒေသခံအယောက်တရာကျော်ကိုအာရခတက်တော်အီအီကဖန်စီအေးအေးယူပြီးထောင်ဒဏ်အသီးသီးချမှတ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။